မတ်လ28ရက်နေ့ငလင်ကြီးလှုပ်ပြီးပြီးချင်းမှာပဲမြန်မာနိုင်ငံချက်ချင်းတွေအတင်းကစေတနာလိုအပ်ရှင်တွေနဲ့ဝန်ထမ်းတွေဟာငလင် တုံ့ပြန်ရေးလုပ်ငန်းတွေကိုစတင်ဆောင်ရွက်ခဲ့ပါတယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးခြင်းထောက်ပံ့ခြင်းတွေကိုအချိန်နဲ့တပြေးညီဆောင်ရွက်ခဲ့ကြတာပဲဖြစ်ပါတယ်အရေးပေါ်တုံ့ပြန်မှုအခြေအနေကနေပြီးတော့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဘက်ကိုပြောင်းရွှေ့တဲ့အခါမှာလည်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဘက်မှာတဆိုင်မမတ်ဆောင်ရွက်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ် အဒီလိုဆောင်ရွက်တဲ့အခါမှာမြန်မာနိုင်ငံချက်ချင်းဒီအတင်းကနေပြီးတော့ထိခိုက်ခံစားရတဲ့သူတွေရဲ့စိတ်ရင်းတွေကောက်ယူခြင်းအပြီးတဲ့အခါမှာ digital နည်းပညာတွေရယူပြီးတော့ QR code စနစ်ကိုသုံးပြီးအကျိုးရှိရှိဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံချက်ချင်းဒီအတင်းရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပေးတဲ့နေရာမှာပွင့်လင်းမြေတာမှုတောင်ယူမှုတောင်ဝန်ခံမှုရှိကြောင်းကိုပေါ်လင်စေဖို့အတွက်ရရွာလူတို့ရဲ့သဘောထားတုံ့ပြန်မှုစနစ် တစ်ခုကိုလည်းထူထောင်ပေးခဲ့ပါတယ်။တနည်းအားဖြင့်ပြောရင်တော့ community engagement and accountability hotline ကိုထူထောင်ပေးခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာရရွာလူထုအနေနဲ့ဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေအပေါ်မှာလိုအပ်ချက်တွေရှိတာပဲဖြစ်ဖြစ်မိမိတို့ရဲ့စီရင်မပါတာဖြစ်ဖြစ်ဒီအခြေအနေတွေကိုအတိပေးအချောင်းချပြီးတော့ဖြေကြားရှင်းလင်းချက်တွေကိုရယူနိုင်တာပဲဖြစ်ပါတယ်။အတင်းဥက္ကဋ္ဌရဲ့ဥဆောင်လမ်းညွှန်မှုနဲ့အကျုံးဝင်သူအားလုံးပါဝင်စေဖို့အတွက်ကိုဆောင်ရွက်တဲ့နေရာမှာ ကျေးချင်ဒီအဖွဲ့စည်းတွေအားလုံးနောက်တစ်ခါပြည်တွင်းပြည်ပအလှူရှင်တွေအထူးခဲခံစားရတဲ့ရရလူတို့တွေပါဝင်ပြီးတော့အထူးသဖြင့်ရရလူတို့ရဲ့ဂုံတိတ်ခါပိုင်းဆိုင်ရာကိုအလေးထားပြီးတော့အကာအကွယ်ပေးမှုတွေကိုလည်းဆောင်ရွက်ခဲ့ကြပါတယ် ပြင်းထန်ငလျင်လှုပ်ခတ်ပြီးရပ်ပေါင်းတရာနောက်ပိုင်းမှာငလျင်တန်ခန်းစားခဲ့ကြရတဲ့ရဲရွာပြည်သူလူထုအတွက်မြန်မာနိုင်ငံကြက်ချိန်နေအသေးအနေနဲ့ကန့်သက်ချက်မဲ့ငွေသားထောက်ပံ့ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရမှာကြက်ချိန်နေစေတနာလုံအားရှင်များနဲ့ကြက်ချိန်နေဝန်ထမ်းများရက်ွက်ကျေးရွာများအထိအင်တန်ရာရောက်ကွင်းစင်ပြီး စမ်းစစ်လေ့လာခြင်းလုပ်ငန်းများကိုရက်ွက်ကျေးရွာလူတို့ရဲ့သဘောဆန္ဒဖြင့်ဖွဲ့စည်းထားသည့်အဖွဲ့များနဲ့အတူထိခိုက်ခံစားရမှုအချက်အလက်များကောက်ယူခြင်းရက်ရွာလူတို့ကိုယ်တိုင်ပါဝင်ဆုံးဖြတ်စီခြင်းဖြင့်အားလုံးအကျုံးဝင်ပါဝင်လာခြင်းမှတစဉ်ရက်ရွာလူတို့ကိုယ်တိုင်တာဝန်ယူမှုတာဝန်ခံမှုဖြစ်ပေါ်စေပါသည်အသေးအနေနဲ့လည်းရရှိလာတဲ့စမ်းစစ်ချက်များကိုစစ်စင်ကြီးရဲ့စံသမတ်ချက်နဲ့အညီရွေးချက်ကရက်ွက်ကျေးရွာကျင်ညာတင်ပုံးမှာအမည်စင်းကျင်ညာထားပြီးတပတ်အတွင်းကျင်းနှံ့မှုမရှိပါကရက်ရွာလူတို့၏ သဘောထားတုံ့ပြန်မှုစနစ် CE အရတိုင်ကြားနိုင်သည့်ဖုန်းနံပါတ်များသို့ဆက်သွယ်တိုင်ကြားနိုင်သလိုတုံ့ပြန်ဖြေရှင်းမှုများကိုလည်းတာဝန်ယူဆောင်ရွက်ပေးနေရရှိပါတယ်။ဒီလိုဆောင်ရွက်ရမှာအကျိုးခံစားဝင်ရှိသူများအားဝဲမားမှုမရှိစေရန် QR ကုတ်ဖြင့်စနစ်တကျတိုက်ဆိုင်စစ်ဆေးခြင်း Digital နည်းပညာဖြင့်စည်ရင်းထည့်သွင်းခြင်းပြဝေမှုပေါ်လူတို့ဤကျေနပ်မှုဆိုင်ရာ ISIS interview ပါပြပြိုင်နဲ့တည်းဆောင်ရွက်လျက်ရှိပါတယ်။ဒါပြင် ငွေသားပြန့်ဝေပြီးနောက်လူထုရဲ့တုံ့ပြန်မှုအနေဖြင့် post distribution monitoring လို့ခေါ်တဲ့စစ်ဆင်နေရပေးရသည့်အထောက်ပံ့များနဲ့ပတ်သက်ပြီးအသုံးဝင်မှုရှိမရှိစမ်းစစ်ခြင်းများအောင်လည်းပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။ကျွန်တော်ငွေရင်လောက်တဲ့အခါမှာခုမြန်မာနိုင်ငံကြက်ချီနေအသင်းကြီးကနေပြီးတော့ပက်ဆန်တအုပ်၄သိန်းလုံးလာပြီးကိုကြီးထောက်ပံ့ပေးတဲ့အတွက်ကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာ။ကိုယ်လိုလိုအပ်နေတဲ့အချိန်မှာလာပြီးကူညီပေးတဲ့အတွက်ကအများကြီးကိုဝမ်းသာပီတိဖြစ်ရပါတယ်ဗျ။ကျွန်တော်က နှစ်သိန်းတသိန်းခွဲနှစ်သိန်းပဲမျိုးလင့်ထားတာပါခင်ဗျာဒီနမူကတော့တာကြီးဝမ်းသာပီတိဖြစ်ရပါတယ်ဗျာကျွန်တော်တို့တောင်းသူပေးမယ်လို့အနေနဲ့အချိန်လည်းဖြစ်နေတဲ့အတွက်ပြီးသားရင်လည်းကျွန်တော်တို့ကိုဖုန်းနံပါတ်ရထားပါပြီအထူးကျေးဇူးတင်တဲ့စကားကျွန်တော်ဖုန်းဆက်ပြီးပြောဦးမှာပါခင်ဗျာရခုကဲ့သို့ရဲရွာလူတို့အတွက်ကုညီထောက်ပံ့မှုများကိုအချိန်နဲ့တပြေးညီဆောင်ရွက်လျက်ရှိရမှာပြည်ရင်းပြည်ပမှလူရန်ထားသောအလူပစ္စည်းများအလူငွေများကိုစနစ်တကျအမှတ်တမ်းထားရှိခြင်းတာဝန်ယူမှုတာဝန်ခံမှုတို့နဲ့အတူပွင့်လင်းမြင့်သာစွာဆောင်ရွက်လျက်ရှိသလိုအသင်းဌာနချုပ်ရှိ အတွင်းစင်းစင်းနဲ့ပြင်ပစင်းစင်းစစ်ဆေးမှုများောပါအစစ်ဆေးခံနိုင်အောင်လဲဆောင်ရွက်ထားရှိပါတယ်မြန်မာနိုင်ငံကျစ်စီနေအသည်အနေဖြင့်ငလင်ပြန်လေထူထောင်ရေးအပိုင်းတွင်ထိခိုက်ခံစားရသူများဤစိတ်ပိုင်းလူမှုပိုင်းကိုအားပေးကူညီခြင်းဂုံတိတ်ခါကြားမတန်းတူပါဝင်ရေးအကာအကွယ်နှင့်အားလုံးအကျုံးဝင်ပါဝင်ရေးတို့ကိုဖော်ဆောင်နိုင်ပြီးလုပ်ငန်းအစီအစဉ်များအပါမဖြစ်မနေထည့်သွင်းလှုံ့ဆော်ကြပါရစေ။ ဒါတွေမကပါဘူးငလီတန်ကြောင့်စိတ်ပိုင်းဆိုင်ရာခန်းစားခဲ့ကြရတဲ့ကလေးများအတွက်စိတ်ပိုင်းဆိုင်ရာပြလဲကောင်းမှုဖို့တည်လဲအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တဲ့အတွက်မြန်မာနိုင်ငံအကျဉ်းချုပ်အသေးအနေနဲ့ကလေးပြော်စင်တာများဆက်လက်ဖွင့်လင်ကကလေးများရဲ့စိတ်ပိုင်းဆိုင်ရာပြန်လည်ကျန်းမာတန်ဆွမ်းစေရေးကိုရှေ့ရှုကကလေးငယ်များအတွက်ဒိမတ်နိုင်ငံအကျဉ်းချုပ်အသင်း၏အထောက်ပံ့ဖြင့်စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်းအိမ်များကိုလည်းဖြန့်ဝေပေးလျက်ရှိပါတယ် ငလင်ပြန်လဲထူထောင်မှုအပိုင်းတွင်ကြက်ချီနီလှုံ့ရှားမှုအသွင်ဆောင်ရွက်ရမှာအပီပီဆိုင်ယာကြက်ချီနီကောမဒီအပီပီဆိုင်ယာကြက်ချီနီနဲ့လာချမ်းနီအသင်းများဖက်ဒရေးရှင်းအမျိုးသားကြက်ချီနီလာချမ်းနီအသင်းများနဲ့လည်းအချိန်တိုင်းပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။ But from the early days of the earthquake we mobilized all our energies together with the Myanmar Red Cross Society and their volunteers to respond to the emergency needs like water, uh, shelter, connection with their families and all the access to basic uh, infrastructures. That was a common effort that is still ongoing. But well, for the people affected, first, that we are still with them, uh, trying to deliver high quality humanitarian services together with our Red Cross and Red Crescent partners uh, for their full uh, recovery. We know the road uh, is long uh, until uh, everybody gets it back, his uh, life back to normal and that's why the support of the international community is critical. we stand with the people of Myanmar affected by the earthquake. Six months after the earthquake, communities have shown remarkable strength. The Myanmar Red Cross Society and movement partners have enabled families to receive shelter, water, hygiene items, household items, cash assistance, and health services. We work through a community driven approach ensuring that an integrated response meets community needs and vulnerabilities and is built around their participation. Now, some families have been able to rebuild and others are still living under temporary structures and struggling. So, while much has been achieved, many families will continue to need help to fully recover, rebuild their lives, and restore their livelihoods. Together, we must continue this journey to ensure no one is left behind. I have been so impressed by the work of the Red Cross volunteers and the dedicated Red Cross staff who have been working non stop for the past six months, fully dedicated and committed to support the most vulnerable. As the IFRC, we equally remain committed to supporting affected communities with dignity and hope. မြန်မာနိုင်ငံချက်ချင်းဒီအသိအနေနဲ့ကြည့်မယ်ဆိုရင်ငလျင်ဘေးအပါဝင်သဘာဝဘေးအန္တရာယ်တွေအတွက်ကိုမဟာဗျူဟာတွေချမှတ်ပြီးရှင်းလင်းတိကျတဲ့လုပ်ငန်းလမ်းညွှန်တွေနဲ့ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာရေတိုရေရှည်စီမံကိန်းတွေစီမံချက်တွေနဲ့အတူဆောင်ရွက်ကြတာဖြစ်ပါတယ်။ရရလူတို့အနေနဲ့လည်းဘေးချင်းဘေးခါမှာကြောက်ရွံ့မယ်မှန်းမသိတဲ့သဘာဝဘေးအန္တရာယ်တွေနဲ့ကြုံတွေ့တဲ့အခါမှာ မိမိခြေတော့ပေါ်မိမိရက်တည်ပြီးတော့ချမ်းချမ်းခံနိုင်စွမ်းရှိရှိနဲ့ပြန်လဲတုံ့ပြန်သွားနိုင်အောင်အတွက်ရည်ရွယ်ပြီးဆောင်ရွက်လျက်ရှိကြောင်းပြောကြားလိုပါတယ်မြန်မာနိုင်ငံကြက်ချီနေအသင်းဟာလူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကိုအစဉ်အမြဲရှိရှိကရဲရွာလူတို့အတွက်ပြန်လည်ထူထောင်ရေးနှင့်ဘေးဒဏ်ကျကျန်းခံနိုင်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရမှာအလုံးအကျုံးဝင်ပါဝင်နိုင်စေဖို့အစဉ်အမြဲစူးစမ်းလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းမှတ်တမ်းပြုတင်ဆက်လိုက်ပါတယ်။ ူသားချင်းစာနာထောက်ထားဒုစက်ချင်ဤများ